ပါဗျာဟာဗောခိုင်အောင်ခဏပါလားအားလုံးပဲမင်္ဂလာပါဗျာဒီဗီဒီယိုလေးကတော့ဘောလုံးပရိသတ်တွေအတွက် special ဗီဒီယိုလေးပဲဖြစ်ပါတယ်အထူးသဖြင့်လီဗာပူးသင်း fan တွေအတွက်ပါဒါကတော့လီဗာပူး fan တွေအောက်ပွဲခံခံလာခြင်းပါမဲ့ဘန်ကောက်မြို့ဝါ central wall ကိုတွားနေတာပဲဖြစ်ပါတယ် တော်လဲလမ်းတစ်လျှောက်မှာလဲလေပါဦးကြစီဝစ်စစ်ထားတဲ့ပြိတက်တွေကိုနေရာနှံပြားတွေ့မြင်ရမှာပါတန်ထရဝေါ်ကိုရောက်ပါပြီဗျအခုမြင်နေရတာကတော့ထိုင်းနိုင်ငံကလေပါဦးပြိတက်တွေအနေနဲ့ ဒီနှစ်မှာလီဗာပူးအသင်းအကြိမ်20မြောက်အမှတ်ပေးချန်ပီယံဖြစ်တာကြောင့်အဝဲခံနေကြတာပဲဖြစ်ပါတယ်။ ျွန်တော်ရောက်နေတဲ့နေရာတော့ central wall မှာပဲဖြစ်ပါတယ်ဒီခု central wall မှာ liverpool တဲ့အချိန်20အမြောက် mmp champion ဖြစ်တာကို aware ခံတဲ့အနေနဲ့ကျွန်တော်တို့ဒီဘန်ကောက်မှာပေါ့နော်ဘန်ကောက်ကအာ liverpool ပြိတက်တယ် aware ခံခံလာချစ်ပါနေတာဖြစ်ပါတယ်နောက်ပြီး liverpool ရဲ့ကနဝင်လေ့ကျင့်ကစားသမား resilience ဒီကိုရောက်ရှိနေပါတယ်ဗျဒီမှာပွဲလေးတွေလုပ်နေပါတယ်ဒီ central wall တပြင်လုံးက

ไปโอเคด้วยนะครับที่มาช่วยเราวันนี้นวามีเนี่ยเราจะโนรดีสันเทวโวออกมาลิบาวดีจิงเซียมยาวยกงแล้วแม่พิชามีอร์พิชเชีที่แม่นี่เนี่ยเอาไว้แค่ขนาดจิบานี่จะพิบารีเนี่ นะครับคุณโรบဒီနေ့မှာတော့ research ကိုအနီးကပ်မြင်ကွင်းရခဲ့ပါတယ်ဗျ။ ဗီဆက်ကတော့လီဗာပူးတင်းရဲ့ကဏ္ဍဝင်ကစားသမားတစ်ယောက်ဖြစ်ပြီးတမိုင်းဝင်အစ္စတန်ဘူချန်ပီယံလိဂ်ဖိုင်နယ်အဝဲမှာ ပါဝင်ခဲ့တဲ့သူတယောက်လည်းဖြစ်ပါတယ်ဒီပွဲလေးကိုထိုင်းလူမျိုးလီဗာပူးပြိုင်သက်တွေကမကပဲကျွန်တော်တို့မြန်မာနိုင်ငံကလီဗာပူးပြိုင်သက်တွေအပါအဝင် ခြားနိုင်ငံသားပြည်သက်တွေပါလာရောက်ပါဝင်ဆွေးနွေးကြတာကိုတွေ့ရပါတယ်။ Thai celebrity တွေလည်းပါဝင်ကြပါတယ်။ဒီနေရာလေးမှာအသီးပတိတွေအမှတ်တရတပုတ်ရိုက်တာတွေပြီးသွားရင်တော့အခုမြင်နေရတဲ့ကားကြီးနဲ့အတူဘန်ကောက်မြို့ပတ်အဝဲခံလှည့်လည်မယ်လို့လည်းသိရပါတယ်ဗျ။ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ။ နောက်ထပ်အသေးသေးတွင်တင်ဆက်ပေးသွားမှာမလို့ channel လေးကို like and subscribe လေးလုပ်ပေးခဲ့ကြပါဦးနော်။